ဖက်စစ်မင်းအွန်လိုင်းလက်အောက်မှာခင်မီစစ်လက်နက်ပစ္စည်းများကိုကင်ဆောင်ပြီးခင်မီစစ်ပညာတွေတင်ကြားထားပေမဲ့တစ္ဆာတရားရင်မှာမရှိတဲ့စစ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်မစ်မြောင်းလုံးမင်္ဂလာပါတော်လညာခင်းပါခင်ဗျာဒီညကျွန်တော်အနေနဲ့ဝန္ဒဂုံယူခြင်းချီကျူးဂုံပြူခြင်းနဲ့ယေတုမနာဖြစ်ခြင်းများခံစားပြီး ကျွန်တော်ရဲ့ငငင်ကတငငချင်းတွေနဲ့ကျွန်တော်နဲ့ဘွားပေးရေစဲရစုစည်းခဲ့ကြဘူးတဲ့မိတ်ဆွေတွေကိုအကြံပြုတိုက်တွန်းစကားတချို့ပြောခြင်းလို့အခု live session ကဒီဆက်တာဖြစ်တယ်အခုဆိုရင်တွေ့ရပါလိမ့်မယ် internet ဆာမျက်နှာလေးပေါ်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေတိုင်းဒေသ online တပ်ဖွဲ့တွေအားလုံးပေါင်းစည်းညီညွတ်စွာနဲ့စီအောင်မြင်မှုတွေ တခုပြီးတခုမြို့ကြီးတွေတိမ့်ပိုက်နေတာတွေတွေ့ရပါလိမ့်မယ်ခုနအရင်ကျွန်တော် ကြည့်လိုက်ရတဲ့ကြည်နျူးစပွဲမြင်ကွင်းလေးရတော့ကြည်လက်တော်ရလေးတွေရမှာမြို့သိန်းစစ်စင်ရေးကြီးတွေကိုအောင်မြင်စွာဆင်နွှဲပြီးအသက်ရှင်ပြန်လာနိုင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ချစ်စပွဲလူငယ်လေးတွေကိုကြေးရွာကနေပိုးစီပုံမောင်းပြေးပြီးတော့ကြေးရွာသူကြေးရွာသားတွေကမြူးထွေးမြူးမြူးထူးပျော်ပါးစွာနဲ့ယူဆိုနေကြတဲ့မြင်ကွင်း ေဘော်လေးဒီကိုယ်တိုင်လည်း uniform လေးတွေတနက်တွေလွဲပြီးတော့မြူးကြွကခုပျော်ရွှင်နေကြတဲ့မြင်ကွင်းသူတို့အောင်ပွဲနဲ့ပြန်လာတဲ့ပြည်သူစစ်သားစစ်စစ်ကြီးတွေကိုပြည်သူကမိမိရဲ့ရင်းနှီးသက်ချာတားရရလာတွေကိုတကယ်ကိုလိုက်လဲဝမ်းသာဂူယူစွာနဲ့ကြိုးဆူနေကြတဲ့မြင်ကွင်းကြည့်ပြီးတော့စစ်သားဟောင်းတယောက်ဖြစ်တဲ့ကျွန်တော်ပီတိအကျော်စိတ်နေအောင်ဖြာမိပါတယ်ဒါမှပြည်သူစစ်သား ပြည်သူကိုကာကွယ်ဆောက်ရှောက်တဲ့အတွက်ပြည်သူ့ရဲ့မေတ္တာကိုအပြည့်အဝရရှိတဲ့ပြည်သူစစ်သားပြည်သူစစ်သားတွေရဲ့အောင်ပွဲနဲ့အိမ်အပြန်ကိုဒီလိုမျိုးပျော်ပါမြှုပ်ထူးတဲ့ပြည်သူများရဲ့နှွေးထွေးစွာဂုဏ်ပြုခြင်းလောက်ပြည်သူအပြုံးနဲ့ကြိုးဆိုခြင်းခံရတဲ့စစ်သားတယောက်ရဲ့ကြည်နူးမှုဟာဘယ်ခံစားမှုနဲ့မှမလဲနိုင်လောက်အောင်ပြောရှင်စရာရှိပါတယ်ဒါမှန်တဲ့ဘက်မှာရပ်တည်ခဲ့တဲ့မျိုးစစ်တဲ့လူငယ်ပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေကိုချီးကျူးဂုဏ်ပြုရင်ကျွန်တော် ဘိုးဘွားနဲ့ရှင်ပြီးကျွန်တော်ကိုယ်တိုင်လည်းပဲပြည်သူ့ကိုကာကွယ်ဆောက်ရှောက်ရန်အတွက်စစ်တပ်လိုခေါ်တဲ့တပ်မတော်တွေကိုဝင်ရောက်အမှုထမ်းခဲ့မှုတဲ့စစ်သားဟောင်းတယောက်အနေနဲ့ကိုချင်းစာတရားနားလည်မှုသဘောတရားတွေကိုလက်ရှိသူ့ကိုယ်သူတပ်မတော်သားလို့ခံယူပြီးတော့ဖက်စစ်ကျမ်းဖက်အာဏာရှင်စနစ်လဲပတ်တည်တံ့ဖို့အတွက်အာဏာအယိုးအရင်လေးရလို့ရညာအခွင့်အရေးတစုံတရာရလို့ရညာဆောင်ရွက်နေကြတဲ့ စစ်သားအမိကန်လက်နက်ကင်လူတစုကျွန်တော်နဲ့ဘွာဘေးအခြေအနေကငယ်တုန်းကအတူတူပညာသင်ခဲ့ဖူးတဲ့လူတစုကိုအကြံပြုစကားပြောချင်တာပါဘုပ္ပိတုစသစစ်တွေကိုပြည်သူတွေကြိုးဆိုနေကြတဲ့အချိန်မှာပဲအခုဆိုရင်စစ်တပ်ထဲကဖက်စစ်တပ်ထောက်ခံသူအများစုဟာကြိတ်မနှံခဲမရတောက်တခေါက်ခေါက်ဒေါသတကြီးကြီးနဲ့မင်းအွန်လိုင်းကိုမအီလို့လို့ဆဲရမလားဆိုးဝင်းကိုပဲ ကျိုးခွင့်ဆွလို့ပြောရမလားတို့တွေကြိတ်မနိုင်ခဲမြဖြစ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့တမမူအဆင့်ထိခွေးပြေးဝက်ပြေးထွက်ပြေးနေရရုံနဲ့မကတမမူအပါဝင်အယောက်150လောက်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့ဝိုင်းပပိတ်ဆို့ဖမ်းဆီးချုပ်နှောင်ထားတဲ့ပုံရိပ်တွေဗီဒီယိုတွေကိုကြည့်ပြီးတို့အသေးကိုအနဲ့ထိုးခံရတယ်ခံစားနေရတဲ့အခြေဖြစ်ပါတယ်။ဒါဘာကြောင့်လဲ။ပြည်သူတရားလုံးကဒီဗီဒီယိုဖိုင်တွေအောက်မှာဝင်ပြီး comment ပေးတာကိုကြည့်လိုက်ရုံနဲ့တည်း ဒီဖက်စစ်မင်းအောင်လှိုင်ရဲ့စစ်တပ်ကိုပြည်သူတရားလုံးဘလောက်ယွန်ရှာအော်နှလုံးနာနေတယ်ဆိုတာတိတာထင်ရှားမှာဖြစ်တယ်လို့စောစောကပြောခဲ့တဲ့ဦးစီဘုံမုံနဲ့ကြုံနေတယ်ဆိုတော့ဗီဒီယိုဖိုင်အောက်မှာလည်းပြည်သူတရားလုံးကဘလောက်ချီကျူးထောမနာပြုတ်နေကြလဲဆိုကြည်ချင်းအဖြစ်အဲ့ဒီဖက်စစ်မင်းအောင်လှိုင်လက်အောက်မှာခင်မီစစ်လက်နက်ပစ္စည်းများကိုကင်ဆောင်ပြီးခင်မီစစ်ပညာတွေတင်ကြားထားပေမဲ့ တစ္ဆာတရားရင်မှာမရှိတဲ့စစ်သားဆိုတဲ့အတုယောင်လူသက်သမားတွေအတွက်ကြည်ခွဲเสียကာလများပဲဖြစ်ပါတယ်ခုဆိုရင်ပတ်စဉ်52ဆင်းတမမူးဆိုတဲ့ဥပရိယုတ်ရတော်တော်လေးဝမ်းနဲ့ကြည်ခွဲเสียကောင်းတဲ့လူတစ်ယောက်ကိုစိတ်ပရိကြီးလေဘေးမှာဆွဲလို့ဖမ်းသီးရမိထားတဲ့ပုံရင်ဟာကမ္ဘာသတင်းတွေမှာလည်းပြုပြန်နေတယ်လို့ပြည်သူတရားလုံးလဲလက်ခမောင်း ခတ်ပြီးတော့အောင်ပန်းခံနေကြပါတယ်။လွန်ခဲ့တဲ့၄နှစ်တိတိပဲခူးမြို့မှာအဲ့ဒီတမခွန်ခွန်ကပဲပြည်သူလူငယ်မျိုးများစွာအယောက်80ခန့်လို့ကြားသိရပါတယ်။ဒီထက်လည်းပိုနိုင်ပါတယ်။ရရဆက်ဆက်ဖန်စီနှိမ့်ဆက်လူမဆန်စွာတတ်ဖြတ်ခဲ့တဲ့၄နှစ်တိတိပြည့်တဲ့နေ့မှာအဲ့ဒီခွန်ခွန်ရဲ့တမမူးဆိုတဲ့ဘုံမှုချုပ်ဆိုတဲ့အကောင်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကအရှင်လက်လက်လက်ရဖန်စီခဲ့မိခြင်းပေါ်မှာ အန်ချီထောမနာပြုနေကြပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဝမ်းသာတယ်ဖက်စစ်အကြမ်းဖက်လက်ပါစီလူတက်ကောင်စိတ်ရစွဲကောင်တယောက်ဖမ်းဆီးရမိတဲ့အတွက်ကြောင့်ဝမ်းသာတယ်တစ်ဖက်ကကြာလေစိတ်မကောင်းဖြစ်မိတယ်ဘာကြောင့်လဲဆိုတော့ဒီ၄၀နှစ်ဆင်းဆိုတဲ့ဘုံမှုချုပ်အစ်ဆိုတဲ့အကောင်ကောင်ကပြောရရင်တော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်30လောက်ကတောင်ကို60ခုနှစ်ကနေပြီးတော့68ထိ ကျွန်တော်နဲ့ဘာပဲပြောပြောစစ်တကက်တို့မှာတစ်နှစ်တိတိဆုံခဲ့ပူတာပေါ့ကျွန်တော်က final year ဘတ်စင်52က first year လာရောက်ចောင်းတော်တစ်ခုထဲမှာအတူတူတွေ့ခဲ့ကြဘူးတဲ့လူတွေဖြစ်ပါတယ်အဲကျွန်တော်က senior သူတို့က first year junior ဘာပဲပြော senior ဖြစ်တဲ့ကျွန်တော်တို့ကသင်ကြားပဲ့ပြင်ပြီးချင်းကိုသူတို့ခံယူခဲ့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့တတ်ဆွမ်းတော့အမှန်နဲ့တရားအတွက် ကောင်းသောအလုပ်များကောင်းသောတင် जा မှုများကောင်းသောစံနမူနာပြမှုများကိုသာဆောင်ရွက်ခဲ့ပါတယ်။ဒါလည်းအခု percent 40 41 42စင်းနဲ့တောင်းစင်းပုံကြီးတည်ကြပါတယ်။ဒါပေမဲ့ဘာဖြစ်လဲ?တောင်းစင်းပြီးတဲ့နောက်မှာကိုကျိုးအတွက်အတအတွက်ယာဓုအတွက်နေရအတွက်အခွင့်အရေးအတွက်လောဘဇောအတွက်မိမိဒုတိယနှစ်ဘူလောင်းဘွားမှာအလံကိုင်းပြီးတော့ ဆိုခဲ့ဘူးတဲ့တစ္ဆာတွေကိုမေ့လျော့စန့်ကျင်တာတစ္ဆာဆိုတာဘာလဲလို့ပြန်မေးရတော့အောင်တစ္ဆာတွေပျောက်ခဲ့ကြတာတစ္ဆာပျောက်ခဲ့လို့ပြီးသူရဲ့အမုန်းတွေအောက်မှာအခုဆိုရင်ကြီးစွာသော အတ္တိဒုက္ခရောက်နေကြရတာဖြစ်ပါတယ်အဲကျွန်တော်အနေနဲ့တစ်ဖက်ကလည်းစိတ်မကောင်းဖြစ်ပါတယ်စိတ်မကောင်းဖြစ်တာကဘာလဲတစ္ဆာစောင့်ရမယ့်အလုပ်ကိုတစ္ဆာမစောင့်ဘဲတစ္ဆာဖောက်ခဲ့လို့တစ္ဆာဖောက်လို့တွားရလမ်းကိုမြန်းရတဲ့သူတို့အတွက် စိတ်မကောင်းဖြစ်တာပါဆိုတော့လက်ရှိအခုဆိုရင်တောင်ပိုင်းတိုင်းတိုင်းမူကြည်တိုက်ကျွန်တော်နဲ့တပတ်စင်နေတောင်မှုမှထိုင်နေတယ်အခုလည်းသူလည်းပြုတ်ခံနေပါပြီဆိုတော့တပတ်စင်နေဆင်းခဲ့တဲ့သူတွေကျွန်တော်ဂျူနီယာဖြစ်ခဲ့တဲ့သူတွေအခုတိုင်မူတက်မမူเนาะတကယ်ဘုံမှုချုပ်ဘုံချုပ် level ကြီးပဲရှိပါတယ်အဲ့တော့မင်းတို့တွေခမားတို့တွေအခုလက်ရှိကြုံနေရတဲ့အခြေအနေကိုအတူချုံမဲစဉ်းစားပြီး မိမိရဲ့စိတ်နှလုံးကိုပြန်လဲစောကြောစစ်ဆေးဖို့အချိန်ကြာပြီလားလို့စဉ်းစားကြပါပြည်သူတရားလုံးကလက်မခံပဲအမုန်းအာဃာတကြီးစွာနဲ့နေရာအနှံ့မှာစန့်ကျင်တော်လှန်တိုက်ခိုက်ခြင်းကိုမင်းတို့ဖက်စစ်တပ်ခံရတဲ့အချိန်မှာပဲအဘာဝတရားကြီးကလည်းနူရဝဲဆွဲလဲရတခုထောက်မင်းတို့ကိုမောင်းချတဲ့ပုံနဲ့ညီပြီးတော့တခွင်ပြဲပြဲစင်လှုပ်ခတ်ခဲ့တဲ့ငလင်နဲ့စကိုင်းကအခြေပြုခဲ့တဲ့မဟာငလင်ကြီးကြောင့် ခုဆိုရင်မင်းတို့ရဲ့အုတ်ချွေရန်နေရာကြီးတစ်ခုလုံးလည်းပြုတ်ပြုတ်ပြုံးဒုက္ခတွေလုံးလုံးရောက်နေကြတယ်ခုဆိုရင်မင်းတို့ကိုဆရာထင်ပြီးတခင်လိုကိုးကွယ်ခဲ့တဲ့နန်းစီရီယံဝန်ထမ်းတွေလည်းဆားရမယ်တောက်ရမယ်နေရမယ်ဘဝနဲ့အတိဒုက္ခရောက်နေကြတယ်နိုင်ငံတကာကိုဘလောက်ပဲမျက်နှာပြောင်တိုက်လိမ့်လည်ပြီးမင်းတို့ဆက်လက်စီမံအုပ်ချုပ်မယ်ဒီနှစ်ကုန်မှရုပ်ကုပ်ပွဲရအောင်ကျင်းပမယ်ဆိုပြီးတော့အချိန်ဆွဲဆန့်လိမ်ညာမယ်ဘလို့ပဲကြိုးစားပါစေအခုဖလန်းမြို့ တော်လန်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီအင်းတော်တော်လန်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီစကိုင်းဒီသာကြီးကိုဝင်ဖို့လမ်းကြောင်းမှန်သမျှကိုတော်လိုင်းတက်ဖွဲ့အားလုံးကစီမိုးသိမ့်ပိုက်ပြီးပြီဒီအချိန်ဒီမှာမင်းတို့ဘလောက်ထိဆက်ပြီးမိုက်ယူရဲဆန်နဲ့ဖက်စစ်မင်းအောင်လိုင်နဲ့စိုးဝင်းလို့ခေါ်တဲ့လူသက်သမားတွေရဲ့အမိန်အောက်မှာဆက်နာခံပြီးနောက်ဆုံးအချိန်ထိမိုက်မဲမှုပြုကြမှာလဲလို့တငယ်ချင်းတို့ကိုမေးကြည့်ချင်ပါ တက်စားလဲကျက်တော့နှစ်တက်စားလဲကျက်တော့ဆက်လက်ပြီးတော့မိုက်မဲသွားဖို့စူးစမ်းကြအောင်ပါလားတိုင်းပြည်ကိုအခုထက်ပိုပြီးပျက်စီးအောင်ဖြည့်ဆည်းကြအောင်ပါလားခုဆိုရင် GDP အဆုံးစုံထိအကျဆုံးသွားပြီနိုင်ငံစီးပွားရေး80ရာခိုင်နှုန်းပျက်စီးသွားပြီနိုင်ငံတကာကလည်းပဲလက်ရှိမင်းအွန်လိုင်းရဲ့အာဏာသိမ်းအစိုးရ အနာသိန်းအုပ်စုကိုအစိုးရရဲ့လို့အတိမတ်မပြုတ်ဘူးဆိုတာလည်းမင်းတို့သိကြပြီပြီအခုဆိုရင်တမ66တမ99နော်တမ3မရဲ့တမမူတွေကိုနှစ်ယောက်အသေးတယောက်အရှင်တကယ်ဒိတ်ဒိတ်ကျစစ်တပ်ထဲမှာဆိုရင်ဒီအပူတမတွေ66တို့99တို့နော်အပူတမတွေဟာဒိတ်ဒိတ်ကျမာလာပါပြီဆိုတော့စစ်သားတွေကိုစုပြီးတော့တိုက်ခိုက်ချေမိုး စစ်ရေးဝါတဲ့စစ်သားတွေကြီးစုထားတဲ့တပ်မကြီးဖြစ်တယ်။ဒီတပ်မကြီးတွေရဲ့လုံလုံပြိုကွဲပျက်စီးသွားရုံနဲ့မကတပ်မမူတွေပါအရှင်ဖန်းခံရတဲ့အဆင့်ဖြစ်လာပြီဆိုတော့မင်းတို့ရဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ဟာဘလူနီးနဲ့မှမြမပြည်အလယ်မှာရှင်သန်ဖို့လမ်းမရှိတော့ဘူး။မင်းတို့ကတော့ပြောမှာပေါ့ဤသို့ကကွေတပ်ဖွဲ့ဝင်တွေကိုအကြမ်းဖက်သမားရေလို့တမုတ်ပြီးနှိမ်နင်းနေရတယ် နိုင်ငံကိုဖျက်ဆီးနေသူမို့လို့နှိမ်နင်းနေရတယ်လို့ဝါဒဖြန့်မှာပေါ့ဒါပေမဲ့ဘသူကနိုင်ငံကိုဖျက်ဆီးနေတာလဲ2020မတိုင်ခင်ထိအီဂျန်တာယာပျော်ရွှင်ပြီးတကယ်ကိုပဲအရှိတောင်အာရှမှာစီးပွားရေးရဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးရှိခဲ့တယ်လို့တရားဝင်ကြေညာနိုင်ခဲ့တဲ့လူထုအစိုးရကိုမင်းတို့ဖြုတ်ချပြီးတဲ့နောက်မှာဒီခုခံတွန်းလှန်မှုတွေကယုတ်ချီးပေါ်ပေါက်လာတာဖြစ်တယ်။ဘာကြောင့်ယုတ်ချီးပေါ်ပေါက်လာတာလဲ တစ်ဖက်ဖက်ကမှားယွင်းနေလို့ပေါ့ဥပဒေနဲ့မညီဆောင်ရွက်လို့ပေါ့တစ္ဆာတွေဖောက်ဖျက်လို့ပေါ့ပြည်သူတရလုံးကလက်မခံစန့်ကျင်လို့သာပဲတိုင်းနဲ့ပြည်နဲ့နေရာနှံ့မှာခုခံတွန်းလှန်စစ်ကြီးပေါ်ပေါက်လာတာပေါ့ဘာကြောင့်မင်းတို့အတင်းတမလက်နက်နဲ့အာဏာသိမ်းပြီးမှဒီလိုပေါ်ပေါက်လာတာကိုနိုင်ငံဖျက်ဆီးတယ်လို့သုံးလို့ရတာလဲ2020မတိုင်ခင်ကဒီလူငယ်တွေဟာပညာတွေကောင်းစွာသွင်း နိုင်ငံကြီးရဲ့အနာဂတ်ကိုစင်ရင်တိဆောက်ဖို့အားကျုံးမှန်တဲ့နဲ့ယုံကြည်ချက်အပြည့်ရှိခဲ့ကြတဲ့လူငယ်တွေပါအခုတော့လက်နက်ကိုကင်ဆွဲပြီးမင်းတို့ဖက်စစ်တပ်ကိုဘယ်တော့မှအနိုင်မခံအရှုံးမပေးဘူးကွာအနိုင်နှွဲမယ်ဆိုတဲ့ယုံကြည်ချက်နဲ့၄နှစ်ခန့်အတွင်းအပြင်းထန်လက်ကျင့်အပြင်းထန်စုပွဲပင်ပန်းဆင်းရဲအမြင့်ဆုံးခံပြီးမင်းတို့တွေကိုမင်းတို့ဖက်စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်ဥပဒေမဲ့မှုတွေကိုငါတို့လက်ထက်မှာတင်းတက်အမြင့်ဖြတ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့လူငယ်တွေတိုက်ခိုက်လာလို့အခုတတ်မှမှုအဆင့် လက်ရဖမ်းဆီးနိုင်တဲ့အထိစစ်ရေးစွန့်ရေးထက်မြင့်လာဖြစ်တယ်။ဒီချိန်မှာမင်းတို့ဟာအသည့်နောင်တာတရားရတဲ့နေပြီ။မင်းတို့ရဲ့စစ်ယုံကျုပ်တွေငလင်ရဲ့တဘာဝကြီးရဲ့လက်မခံစန့်ကျင်ပယ်ဖျက်မှုကြောင့်စစ်ယုံကျုပ်တွေပြိုလဲပျက်စီးနေတယ်။တပ္ပရာယူမင်းအွန်လိုင်းကိုတိုင်ရုပ်ောက်ွယ်ကျင်းပပြီးလွတ်တော်ခေါ်မဲဆိုလေးသံပြည့်ုံရှိသေးတယ်။တမရအိမ်တော်လွတ်တော်သုံးမြအောင်ငလင်ကြီးကဖျက်ဆီးလိုက် တဘာဝကြီးတော့ကတော့မှလက်မခံမင်းတို့ကိုစန့်ကျင်နေတာမင်းတို့ဘယ်လောက်ထိဆက်လက်မိုင်မဲကြအောင်ပါလဲအဲ့တော့တငယ်ချင်းတောင်းနေဖက်တငယ်ချင်းနေထပ်ပြီးနှိုးဆော်ပါရစေအဆုံးစုံဒီမင်းတို့မင်းတို့တူးချင်းရဲ့ဂုံတိခါတွေပျက်စီးဆုံးရှုံးခြင်းကိုမင်းတို့မဆက်ပေမဲ့မင်းတို့ကြံရက်ခဲ့မဲ့မင်းတို့သားသမီးတွေမင်းတို့မိဘတွေ မင်းတို့ရဲ့မိသားစုညီကိုမောင်နှမတွေရဲ့ဂုံတိတ်ခါနဲ့မြန်မာပြည်မှာဆက်လက်လူလုပ်ဖို့ခွင့်လန်းကိုတော့မင်းတို့တူဦးချင်းရဲ့အတ္တကြောင့်မပယ်ဖြတ်စီပစ်ပါဘူးမင်းတို့ပညာသင်ကြားခဲ့တဲ့မင်းတို့ရဲ့မျက်နှိုးတံပိုးထားသောဂုံပုတ်တွေကိုမင်းတို့ခြေနဲ့နင်းခြေမပစ်ခဲ့တင်ပါဘူးမင်းတို့မွေးဖွားကြီးပြင်းခဲ့တဲ့နိုင်ငံကြီးကိုတုတ်တန်တစားပြင်ပမာလုံးလုံး ပျက်စီးသွားအောင်ခြေမွှမထားခဲ့သင့်ပါဘူးအခုမင်းတို့လုံနေရတဲ့အလုပ်မင်းတို့ခိုင်းစီအမိန်ပေးခံရတဲ့အခြေအနေဟာတိုင်းပြည်အနာဂတ်ကောင်းဖို့တေချာရဲ့လားမင်းတို့စဉ်းစားနိုင်စွမ်းရှိကြမှာပါဖက်စစ်မင်းအွန်လိုင်းဘီဒင်စီယာပြောသမျှလောက်တဲ့မင်းအွန်လိုင်းတမတာယူနေတဲ့မင်းအွန်လိုင်းနိုင်ငံတကာခေါင်းဆောင်တွေအလဲမှာရှက်ဖွယ်လိလိဂုံတိတ်ခါလုံးဝမရှိတဲ့မင်းအွန်လိုင်း စစ်ခေါင်းဆောင်တယောက်နဲ့လုံးဝမထိုက်တန်တော့ပဲသူ့ဟာသူယာရီအတင်းပေးပြီးအာနာယူနေတယ်မင်းအောင်လိုက်ကိုချင်းဇာတိတသမိုင်းအရလုံးဝကျင့်ဝတ်ဖောက်ပြန်နေတယ်မင်းအောင်လိုက်သားသမီးမိသားစုသူနဲ့ဆရာတပည့်ကောင်းစားဖို့အတွက်ဘုသူချနှင်းရချနှင်းရရရဆက်ဆက်ချနှင်းဖို့အတင်းဖြစ်တဲ့လောဘငမိုက်သားမင်းအောင်လိုက်ဒီလိုဆိုးရွားမိုက်မဲတဲ့တတ္တဝါရဲ့နောက်လိုက်ဖြစ်မင်းတို့ဘာကြောင့်ဘယ်အရာကိုမျှော်ကိုပြီး ဆက်လျှောက်လန်းကြအောင်ပါလေအဲ့တော့အခုစတိုင်းကြီးတွေမြို့ကြီးတွေတစ်ခုတစ်ခုတိမ့်ပိုက်ပြီးခြေမုံးလာတဲ့ပြည်သူတရလုံးကို အားရဝမ်းသာလက်ခမောင်းခတ်ကြိုးဆူနေကြတဲ့အိုးစီဘုံမောင်းတီးတော်လူငယ်လူလတ်ကလေးတွေဟာမင်းတို့ဖက်စစ်တက်ကြီးတီရှိနေသေးတဲ့မင်းတို့ကိုတိုက်ခိုက်ဆန့်ကျင်ပုတ်တင်မဲ့ပြည်သူတစ္ဆေပေါက်တွေကိုတုတ်တင်မဲ့ ီးရှစ်သားတွေပဲဖြစ်လာအောင်မှာဖြစ်တယ်။ဒါကြောင့်မင်းတို့အနေနဲ့ရှေ့ဆက်အနာဂတ်မနှက်ပြန်မရှိတော့ဘူး။ဒီတော့ကောင်းဆုံးညီလန်းကတော့မင်းတို့အမှန်နဲ့တရားအတွက်ဥပဒေကိုရင်ဆိုင်ပါ။ပြည်သူကိုဒူးထောက်ဝန်ခံတောင်းပန်ပါ။တာဝန်ရှိတဲ့စစ်ရာဇဝတ်ကောင်စစ်ဘုံချုပ်အစစ်စင်ကိုရေးယူဖော်ထုတ်နိုင်ဖို့ပြည်သူကာကွယ်ရေးတပ်ပြည်သူရဲချယ်တင်မြောက်တဲ့မြို့သားညီညီရေးအစိုးရ တိုင်းသားခေါင်းဆောင်များနဲ့လက်တွဲပြီးတော့လက်ရှိအရှုပ်ထွေးအကြက်တဲဆုံးတဘာဝဘေးကြီးလည်းရင်ဆိုင်နေရစစ်ဘေးကြီးလည်းရင်ဆိုင်နေရတဲ့ပြည်သူတွေရဲ့မနှက်ဖြန်တွေတာယာလှပဖို့အဖြေတစ်ခုကိုရှာကြပါဆက်လက်ပြီးတော့မိုက်မဲခြင်းပြုမယ်ဆိုရင်ခွန်ခွန်တမမှုရဲ့မြေဝန်းကိုတေချာကြည့်ပြီးသူ့မြေဝန်းမှာမေးမိန်ညှိုးသိမ့်နေတဲ့စိတ်ခံစားမှုမျိုးမင်းတို့ရှိမှမကြခင်ရောက်လာလိမ့်မယ်ဆိုတော့ အငှားခံစားပြီးမိုက်မဲတဲ့အတိညာအုံနောက်မဲ့တော့တလေးဆန်တယောက်ရဲ့တွေးခေါ်မှုကိုဒီကနေ့ဆက်ပြီးအဆုံးသတ်လိုက်ပါလို့ငါတိုက်တွန်းလိုက်ခြင်းဖက်စစ်မင်းအွန်လိုင်းနဲ့ဖက်စစ်ဘိုးချုပ်တစုကိုပြည်သူတရားစီရင်မှုရှေ့မောက်ရောက်အောင်မင်းတို့ပါဝင်ပူးပေါင်းပေးမယ်ဆိုရင်မင်းတို့ရဲ့အနာဂတ်ကိုသုံးတရားကင်းလွတ်ငြိမ်းချမ်းခွင့်ရဖို့ငါဝိုင်းဝန်းစူးစမ်းပေးမယ် တငယ်ချင်းတို့ရှေ့ဆက်မမိုက်ကြနဲ့တော့